မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်စွန့်လူတဲ့ပုံကိုယ်တွေကိုတဲ့စွန့်ကိုလှူတဲ့လို့တွေမမှတ်နေတဲ့ငါးမျိုးလှူတယ်လို့မှတ်တယ်ဒီလိုပြောတယ်ဘယ်နှမျိုးလှူတယ်ငါးမျိုးလှူတယ်တဲ့ဟုတ်ပြီလားငါးမျိုးကဘာလဲမေးလို့တော့အာယုအသက်ရှည်ကြောင်းကိုလှူတာတဲ့ဘာရှည်ကြောင်းလဲဟာသဗ္ဗေတ္တအာဟာရထိတိကသတ္တဘဝမှန်သမျှဘယ်ပေါ်မှာတည်တယ်အာဟာရပေါ်မှာတည်တယ်ဟုတ်လား ဘလောက်ပဲအသက်ရှင်မဲ့ပုံကိုကြီးဖြစ်ဖြစ်အာဟာရသာမရှိရင်အသက်ရှင်လို့ရလားမရပါဘူးဒကမကြီးဒေါခင်ဝင်းစေအဲ့ဒါငါအသက်ရှင်ကြောင်းကောင်းမှုငါကနေ့လာလှူတယ်လို့မှတ်လိုက်ဟုတ်လားစွန့်လှူတယ်ဆိုတာလေလေဘောဓနာဘိကဝေဒရမာနောဒါယကောပြင်စဌာနာနိဒေတိအာယုံဒေတိနောက်တကနံပါတ်2ကဝဏ္ဏဒေတိဝဏ္ဏဆိုတာရုပ်အစင်းအစင်းလာကြောင်းကောင်းမှုကိုလည်းလှူတယ်လို့မှတ်တဲ့မြတ်စွာဘုရားက ဘလောက်ပဲရုပ်အစင်ကောင်းတဲ့ပုံကိုဖြစ်ပြီးအစာဟာရသာကောင်းကောင်းမစားရင်ရုပ်လှနိုင်သေးလားမလှနိုင်ဘူးဟုတ်လားရုပ်အစင်လှချောင်းကောင်းမှုလဲငါကနေ့ပြုတယ်လို့ဒီလိုနားလဲဟုတ်ပြီနော်အာယုန်ဒိဋ္ဌိဝန္ဒန်ဒိဋ္ဌိဒုက္ခန္ဒိဋ္ဌိဒုက္ခဆိုတော့ချမ်းသာဘလောက်ပဲချမ်းသာတဲ့ပုံကိုကြီးဖြစ်ဖြစ်အစာအာဟာရမစားရဘူးဆိုရင်ချမ်းသာသေးလားသူတော်ကောင်းတို့တွေအနေနဲ့များမကြမ်းမာတဲ့ဒါတော့ခံဘူးမှာပဲလေ ဟုတ်လားဦးဇင်းတို့ငယ်ငယ်စာတင်စားဘဝဒီမန္တလေးမှာစာတင်တော့ကတည်င်းကြုံဆိုရင်ဖြားကြတယ်လေဟာခဏဖြားတာတော့ပဲခဏတုတ်ကွေးလာတော့ပဲပရိသတ်စားခြင်းစိတ်ရှိမစားရဘူးဆိုရင်ဘလောက်ဆင်းရဲတာတော့ဒါပြောချင်တာဟုတ်လားစားစရာတွေဘလောက်ပေါ်ပေါ်စားခြင်းစိတ်ပရိသတ်ကြမ်းပါရေမကောင်းဘူးဆိုရင်စားခြင်းစိတ်ရှိသေးလားရှိပါဘူးသူများတွေစားတာကြည့်ပြီးတော့ကိုစားခြင်းသိမရှိဘူးစားလည်းရတာမရှိဘူးဆိုဘယ်လောက်ဆင်းရဲဟုတ်လား အဲကြောင့်ဆုံးလှူလှူခြင်းဟာတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကချမ်းသာကိုလှူရလဲရောက်တယ်ဒါပြောပြန်လားဟုတ်လားအေးအဲကြောင့်ခဏိအသုံးမျိုးလှူပြီးပါပြီနော်အာယုန်ဒေတိအသက်ကိုလှူတဲ့ဝန္ဏဒေတိအဆင့်ကိုလှူတဲ့ဒုက္ခံဒေတိချမ်းသာကိုလှူတဲ့နောက်တကဗလံဒေတိတဲ့ခွန်အဘလကိုလည်းလှူတယ်တဲ့ခွန်အဘလဆိုတာပြည့်တဲ့ဘလောက်ပဲခွန်အဘလပြည့်စုံတဲ့ပုံကိုကြီးပဲဖြစ်ဖြစ်အာဟာရမရှိဘူးဆိုရင်အဲ့ဒီပုံကိုခွန်အဘလကြီးကျင်တယ်ကြီးလို့ရသေးလားမရဘူးဗျဟုတ်ပြီလား ခွာပလကိုလည်းပြေးလူရရောက်တယ်တဲ့နောက်ဆုံးကတော့သူတော်ကောင်းတို့တွေပฏิဘာဏံဒီတီးတဲ့ပညာကိုလည်းပြေးလူရရောက်တယ်တဲ့ပါကူလည်းပြေးလူရရောက်တယ်ညံဘလောက်ပဲထက်ထက်အစာကောင်းကောင်းမစားရဘူးစားခြင်းနဲ့မစားရဘူးဆိုရင်အဲ့ဒီပုံကိုယ်တွေညံထက်လို့ရသေးလားမရပါဘူးသူတော်ကောင်းတွေကြားဘူးလိမ့်မယ်မာတိကမာတာဆိုတဲ့မြို့သူမြို့ကြီးတယောက်ရှိရလေတန်ခါ900အဲ့ဒီဘွားကိုအမိပြုတ်ပြီးတော့အဲ့ဒီဓမ္မကြီးကခေါင်းဆောင်ပြီးတော့ချက်ပြုတ်ကျွေးတာ ဆုံးနေပါလေလောင်းတယ်။တန်ခါ900ခေါ်တဲ့တရားနာပြီးတော့တရားကျင့်တော့အဲ့ဒီဒကမကြီးကဘာဖြစ်တော့သောတာပန်တက္ကရာကအနာဂံဖြစ်တယ်။ तू ကတရားဓုတွေရ။ तू ကတရားဓုရတော့သူ့ရဲ့ညံနဲ့သူ့ရဲ့တကိုးနဲ့ကြည့်လိုက်တဲ့အခါတန်ခါ900ကတပားမှတရားဓုများ။အံ့ဩစရာနော်။သူပြုစုတဲ့ယဟန်တွေရဲ့ဟောတဲ့တရားနာပြီးတော့သူကဘာဖြစ်တော့တရားရ။သူပြုစုနေတဲ့ကိုတော်တွေကတရားရလား?မရဘူး။မရဘူး။ဟာဘလို့ဖြစ်လို့တော့ ဘလို့ဖြစ်လို့တုံးလို့ကြည်လိုက်တဲ့ခါကျတော့အာဝါသတ္တပါယကြောင်းကများအဆင်မပြေလို့လားပုဂ္ဂလသတ္တပါယတယောက်နဲ့တယောက်များအဆင်မပြေကြလေသလားဥတုသတ္တပါယရာတိဥတုကြီးကပြင်းလွန်းလို့ကိုတော်တီတရားအထုလို့အဆင်မပြေလေရောသလားဘာများအားနေချက်ရှိသလဲလို့ကြည်လိုက်တဲ့ခါကျတော့ဘောဇနသတ္တပါယတဲ့ဟုတ်လားဘောဇနသတ္တပါယဆိုတော့ငြိုသည့်ဖုံးကြီးခြင်းတဲ့ပုဂ္ဂိုလ်က မျိုးသီးမစားရဘူးပေါ့ဗျာဟုတ်လားပြောချင်တဲ့ပုံဘာကပြည်တယ်စားချင်တာနဲ့ရနေတဲ့အဟာနဲ့တခြားစီဖြစ်နေတာပြောတာဥမာဘိုက်ကမကောင်းပါဘူးဆိုမှပေကြည်စားနေရတာမျိုးလေဟုတ်လားနေပူပါတယ်ဆိုမှငြုပ်သီးကြည်စားနေရတာမျိုးလေဟုတ်လားကိုလိုချင်တဲ့ဟာနဲ့ပြည်တယ်ရနေတာနဲ့ကမဟာဆက်ဒါပေမဲ့ယဟန်တန်ကတော့ဆိုတော့လေသူမှသူတစ်ဖက်သားကြွေးတာပေးတာစားရတာဆိုတော့ဘာစားချင်တယ်လို့ပြောလို့ကလည်းအဆင်မပြေဘူး ဩတန်ဃာတော်ဒီအဆင်မပြေတာဘောဇနာတတ်ပါရပဲအဲ့ဒါကြောင့်ငါဒီကိုယ်တော်လေးတွေငါပြင်ပေးမှဖြစ်မယ်ဆိုပြီးတော့တက္ကမကြီးကဟင်းတစ်ခွက်ချက်ခွက်ချက်ရင်၃မျိုးလောက်ချက်တာလေဥမာစီနေနေကတစ်ခွက်စီမပါပဲနေကတစ်ခွက်စီများများလေးကတစ်ခွက်ဒီလိုမျိုးနဲ့မှာပေါ့နော်အဲ့တော့ရှင်ဖျားတို့ကြိုင်းနေတဲ့ပုံစံမျိုးလေးထားလို့ရအောင်မျိုးသူကထားပေးတာ အဲ့ဒီမှာတန်ဃာတော်ရှင်သူမြတ်တွေကကိုနဲ့တင့်တော်မဲ့ပုံစံလေးတွေရွေးရွရွစသွားရင်းနဲ့ဘာဖြစ်တော်မိလဲတော့ဝါလာကင်းတို့တင်းကျွတ်တော့တန်ဃာ900အဲ့ဒီမှာညံနေတက်ပြီးတော့ရဟန္တာတွေဖြစ်ကြတယ်ဟုတ်လားအဲ့ကြောင့်မို့စားတော့ကလည်းပြိသိညံဖြစ်ဖို့အတွက်အဓိကနေရာကမလိုအပ်ဘူးလားလိုအပ်တယ်အဲ့ကြောင့်တက္ကမကြီးဒေါခင်ဆွေဝင်းငါကနေ့စွန့်လူတာဆွန့်တမျိုးတဲ့လူတာမဟုတ်ဘူး9မျိုးလားလူတယ်လို့မှတ်